GLPD N4 နဲ့ရောက်ခဲ့တာပေါ့။ Engineering ပိုင်းနဲ့ပတ်သက်ရင်ဂျပန်ကမဆိုးဘူးလို့ထင်တဲ့အတွက်ကြောင့်မဟုတ်လို့ဂျပန်ဘက်ကတစ်ချက်ရွေးပြရပါတော့။ Scholarship opportunities ကတော်တော်များတယ်လို့ပြောမှာပေါ့ဒီ class ဘက်ကနေပြီးတဲ့ scholarship တွေရှိတယ်လို့ super class e ဆိုလို့ရှိရင်တို့100% scholar ပြီးတဲ့ university ကလည်းဒီ international student တွေနဲ့ဒီ japanese student တွေနဲ့တို့ interact လုပ်ဖို့အတွက်လို event တွေအများကြီးလုပ်ပြီးတယ်ပေါ့နော်ဒီ culture show ကတော့ကိုကလည်းအရင်ကတည်းက asian culture နဲ့ကလည်းတိတ်ပြီးတော့မကွာဘူးဆိုတော့ 因为我烟瘾，我起码买了口罩，所以我不希望。<music> အာအစားအဖိုင်းကတော့တခြားနိုင်ငံတွေသွားဖို့လို့စဉ်းစားထားပေမဲ့ပေါ့နော်။နောက်ဆုံးရတော့ဒီ engineering ပိုင်းနဲ့ပတ်သက်ရင်ဂျပန်ကမစိုးဘူးလို့ထင်နေတော့ကြောင့်မဟုတ်လို့ဂျပန်ဘက်ကိုတစ်ချက်ရွေးပြရပေါ့နော်။အဲဒီမှာဒီ KUAS ကလည်းညီမကြိုက်တဲ့ဒီ mechanical electrical engineering ကိုသင်နေရတဲ့အော် KUAS ရောက်လိုက်ပါမယ်ဆိုပြီးတော့ KUAS ရောက်လာပေါ့နော်။ညီမဟိုဟာ50% scholar ရဟာပေါ့နော်ဒါပေမဲ့ ဟုတ်ပြင်ဆင်သားဆိုလေဒီ OSSC grade ရဲ့ admission essay တို့ပါအဲ့လိုမျိုးပြင်သွားတာပေါ့နော်တို့ကအဲ့ grade ကိုပဲကြည့်ပြီးတော့အဲ့ grade ရဲ့ essay ကိုပဲကြည့်ပြီးတော့တို့ interview ဟို scholarship interview လို့ပို့ခေါ်မလားဆုံးဖြတ်တယ်ပေါ့နော်အဲ့ interview မှာ ပို့ပြီးတော့မူတည်ပါတယ်ပေါ့သူတို့မိရဲ့မိကုန်းတွေကိုသူတို့ကြိုက်လို့ရှိရင်သူတို့စကောလာပေးရတော့ပါတော့အာသူတို့ကအေးဒီအင်တာဗျူးမှာတော့ဟိုဒီ essay မှာရေးွားတယ်ရေးကိုကို essay မှာရေးလိုက်တဲ့ဟိုအကြောင်းတွေကိုပြန်မိတယ်ပေါ့နော် scholarship opportunities ကတော်တော်များတယ်လို့ပြောမှာပေါ့ဒီ class ဘက်ကနေပေးတဲ့ scholarship တွေရှိတယ်လို့ super class e တို့ဟို class e မျိုးတို့အဲ့အဆင့်လိုက်ပေါ်မှာမူတည်သွားတော့ဟို super class e ဆိုလို့ရှိရင်တို့ 100% scholar ပေးတဲ့အပြင် stipend မှာထပ်ပြီးတော့တလောက်ဟိုလိုမျိုးစားစီအဲ့လိုမျိုးပြန်ပေးတော့ဟိုအပိုအဆင်ပြေသွားပေါ့ဒါပေမဲ့ဒီပထမဆုံးစခြင်းမလျှောက်လို့မရဘူးဆိုရင်လည်းဒီ first year ပြီးသွားလို့ဟိုမှာ grade ကအရင်ကောင်းနေဆို like 3.5 GPA or like 4.4.0 GPA အဲ့လိုမျိုးဆိုလို့ရှင်တော့အာထပ်ပြီးတော့ရှောက်လို့ရရတယ်ပေါ့နော်ရှောက်လို့ရှင်လည်းပေးတာများတယ်ကျွန်မတို့ senior တွေမှလည်းအဲ့လိုမျိုး ဟိုထက်လျှောက်လို့ထက်ရသွားတယ်သူတွေလည်းအများကြီးရှိရပေါ့နော်ကိုကကိုပဲပတ်တိုင်ရှာပြီးကိုကကိုပဲလှုပ်ခဲတာပေါ့နော် ပြီးတော့တချို့ဆိုရင်ဗမာစီနေရရှိရောဗမာတွေကဗမာလိုတင်ပြီးလို့ရတယ်ပေါ့နော်တချို့ဆိုရင်ညီမတို့မှကြတော့ နိုင်ငံခြားသားလုပ်နေတဲ့သူတွေရှိနေပေမဲ့မန်နေဂျာကဂျမလိုပဲသိရမယ်ဆိုပြီးတော့ပြောတာပေါ့နော်ဒါပေမဲ့အခုတော့အဲ့လိုသူတို့ပြောတာတွေကိုတခြားလိုက်မှတ်နေနေတော့အခုတော့အလုံးမအဆင်ပြေနေပြီပေါ့နော်ဟုတ်အစားပိုင်းကတော့ language ပိုင်းလေးပဲပေါ့ You know what? ဆောင်းမရှိလေလာရင်တော့ညီမ တော်တော်လောက်ခဲ့တယ်ပေါ့နော်တော်တော်လောက်ခဲ့တုန်းကတော့ဒီနေစည်းရိတ်တော့ကောစားစည်းတော့ကိုရခဲ့တယ်ပေါ့နော်ကမ္ဘာဖြစ်ခဲ့တဲ့အစကတော့အဲအလုပ်တစ်ခုပဲလောက်ခဲ့တာဆိုတော့အဲတုန်းကတော့ Jesso လဲ၆လရတော့ Jesso တော့ကနေစည်းတော့ရပြီးတော့ဒီအလုပ်ကနေပြီးတော့ကိုအတွက်ပေါ့နော်စားစည်းနေစည်းအဲစားစည်းဒီပိုင်းရောရခဲ့တာပေါ့နော်အခုကတော့အလုပ်တစ်ခုလုပ်နေတာနိုင်ရတော့အများကြီးရောအပြည့်အပြည့်တော့မဟုတ်ဘူးပေါ့နော်မလောက်ခဲ့တော့ကတော့ရခဲ့တယ် ီကိုဆက်ဆက်ရောက်လာတော့လည်းကိုကလည်းဂျပန်စာမတတ်ဆိုတော့နည်းနည်းဟိုအဲခက်ခဲရှိမယ်လို့ထင်နေပေါ့ဒါမဲ့လည်းဒီကျောင်းမှာတော့အကုန်လုံးကအင်္ဂလိပ်လိုပဲတင်တာအဲဂျပန် professor ဆိုပြီးလည်း သူတို့နေသူတို့ကတော့အမျိုးအဆင်ပြေအောင်ပြောပြီးတော့သင်ပြီးသူတို့ဘာလဲတော့အဲ language barrier တော်တော်ခက်ခဲတာပေါ့နော်ဒါပေမဲ့음နောက်ပညာတော့ဒီ course ကလည်းနေတိုင်းနေပါဂျပန်စာတန်းလိုက်ထည့်ပေးတယ်ပြီးတော့ intensive course တွေလည်းရှိတယ်ပေါ့နော်ကျောင်းပိတ်ရဲ့အတွင်းမှာဆိုတော့အဲ့ဒါနောက်ပိုင်းဂျပန်စာနည်းနည်းတိုးတက်လာလို့ပြောမှာပေါ့နော်ဟုတ်အော်ဂျပန်ကတလုံးမမရဘဲနဲ့ရောက်လာပါတော့ဒါဒီရောက်မှပထမဆုံးစတင်တာပေါ့နော်ဒါမဲ့အဲ့အဲ့လိုတော့မှ like part time no. I I aso, လို့ SAB SAB နေရာဆိုတော့လည်းဘာမှဟောစိတ်မှုစရာမရှိပါဘူး University the international student the Japanese student အနေနဲ့လို့ interact လုပ်ဖို့အတွက်လို့ event တွေအများကြီးလုပ်ပေးတယ်ပေါ့နော်အဲ့လို event တွေကြလို့ရှိရင်လည်းအဲ့လိုမျိုး yeah we're forced to speak in Japanese so it's like better like our japanese gets better like somewhat better so it's okay if, if even if you like don't know japanese before you before you came here အဲသူပြောလို့ပဲဒီလိုတလုံးမမတည်ဝင်နေရောက်လာပြီးတော့အဲဆက်စားတော့ကတော့အဲ့မျိုးအဲ difficulty ကအရင်ရှိတာဆိုတော့ကိုကရောက်လာတော့ဂျပန်စာလည်းမတက်တလုံးမလည်းမဖတ်တော့ဆိုတော့အဲဘယ်လိုပြောမလဲအချောင်းနဲ့အိမ်နဲ့ပဲပြီးနေရတော့အချောင်းသွားရင်စာတင်ပြတိုင်းအိမ်ပြန်ဆိုတော့သူများအိမ်နဲ့လည်းတိတ်ပြီးတော့မပြောပြဘူးဒီနောက်ပိုင်းမှာဒီဂျပန်အတန်းနေပါတက်နေနေမှာနည်းနည်းပါပြောဖြစ်မှာပဲဟိုမျိုးပေါ့အဲစာတောက်ဆိုင်လေးသွားလိုက်ဟိုသွားဒီသွားအပြင်လေးမလေးသွားဖြစ်လာဆက်စားရောက်တော့ကတော့ဒီအချောင်းနဲ့အိမ်နဲ့ပဲဘယ်လိုပဲ သွားနေရပါပဲဒီ culture shock ကတော့ကိုကလေအရင်ကတည်းက Asian culture နဲ့ကလေတိတ်ပြီးတော့မကွာအောင်ဆိုတော့အဲ့တော့အရင်ကြီးတော့ကြီးကြီးမားမားကြီးတော့ culture shock မျိုးတော့မရှိပါဘူးအေးခုညီမ6လောက်မှနေရကိုတလောက်9000 3000ပေးရတယ်ပေါ့နော်အဲ့ထဲမှာမှသူကဟိုဟာရေဘူးမီဘူးဟိုဟာ heater ဘူးလို့လည်းမျိုးအကုန်လုံးပါပြီးသား ပါပြီးသားဆိုတော့တန်နေလို့ပြောရမှာပေါ့လူမျိုးဆောင်းတွေမှာရောက်လို့ရှင်တော့တန်မန်အရင်တိတာအခုညရာဒီလဲတမန်ရင်တည်တယ်ဆိုတော့အဲကုန်းက34နာရီဖွင့်တာဆိုတော့ကိုဘတော်ကိုပေးရတဲ့သူတွေတော့ဘယ်လောက်ကြာနေလဲတော့မသိဘူးပေါ့နော်9000 3000တဲမှာအကုန်ပါထားတာဆိုတော့တန်တယ်လို့ပြောမှာပေါ့ဂျပန်နိုင်ငံမှာကျောက်ဟို guarantor fee လို့အဲ့လိုမျိုးဆက်ဆက်ငါချင်းမှာ key money လို့ပါအဲ့လိုမျိုးဟို deposit လို့ပါအဲ့လိုမျိုးအများကြီးပေးရတော့ဒီ rent ဥမာ9000ပေးရမယ်ဆို rent ၄ဆလောက်အရင်ဆုံး ပုံရောပြီးတော့ပေးလိုက်ရတာပေါ့အဲ့တော့ညီမတို့ကတော့အဆောင်ဖြစ်တဲ့အတွက်ကြောင့်ဒီအဲ့ key money ကို deposit လုပ်ပါမှာဘာတစ်ခုမှမပေးလိုက်ရဘဲနဲ့ဒီ9000 3000ပဲရင်စပြီးတော့ပေးလိုက်ရတော့ကုန်ကြမများတော့ပဲနဲ့လို့မျိုးအေးစစ်စစ်ပဲဒီဒီ course learning ပညာနဲ့သင်ချာတို့အဲဒီ physics တို့ကတော့ အဲစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့ဒီ linear algebra ဘာညာ physics physics ဆိုလဲအဲဒီ quantum တွေပါ ठी တင်နေရတော့အဲသူကနေသူကတော့စိတ်ဝင်စားဖို့ကောင်းပြီးတော့ဒီ second semester မှာဒီအခန်းကိုအဲဒီသုံးခန်းခွဲပြီးတော့ဒီ lego တို့ဒီ circuit arduino တို့ပါညာလေးလိုမျိုးတင်ရတယ်ပေါ့အဲ့ဒါလေးတွေလည်းသူတို့သူတို့နှစ်ယောက်ကဒီ circuit project တွေမှာပါပြီးတော့သူတို့ final presentation တော့အောင်တော့ကြည့်ဖြစ်လိုက်ပါတည်းနည်းနည်း စိတ်ဝင်စားဖို့ကောင်းတယ်သူတို့ presentation လုပ်တာလေးပါလေပြီးတော့ဒီ sport တွေပါနေလေသူတို့အဲစောင်းအောင်တော့ထားထားပြီးရပေါ့ဒီ basketball တို့ tennis တို့ပါတော့အဲ့လိုမျိုး mandatory UI ဆိုမဲ့လေအဲနည်းနည်းတော့မျိုးတပတ်တစ်ခါသွားပြီးတော့အဲသွားပြီးတော့လုပ်တာတော့နည်းနည်းကိုယ်နဲ့ကိုယ်တော့ exercise လေးရတာဆိုတော့နည်းနည်းပြောဖို့တော့ကောင်းပါတယ် professor ပေါ်မှာမူတည်ရေပေါ့နော်တချို့ professor တွေဆိုသူတို့ assignment ပေးရအဖို့တဘောကြလို့ဆို assignment နဲ့ဆိုလို့ရှိရင်အမှတ်ပေးရများတာပေါ့နော်ဒီတိုင်း quiz နဲ့ final exam လို့ midterm လို့အဲတုံးခုပေါင်းထားတယ်ဆိုလို့ရှင် assignment ကြောင့်အမှတ်အလကားပေးတယ်လို့မျိုးဖြစ်တော့သူတို့က assignment ပေးရတော့ပိုတဘောကြတဲ့ professor ရဲ့ပိုများတယ်ပေါ့ဒီတကယ်ချတာခါ quiz ပေးပြီးတော့ဖြေခိုင်းတာတော့ဘာလို့ဆိုလဲရှိတယ်ဒါပေမဲ့အဲ့လိုကြတော့ညီမကတော့အဲ့ပုံစံကိုပိုကြိုက်တယ်ဆိုတော့ like it forces you to study like စာမလုပ်လို့ရှိရင်မလိုက်နိုင်တော့ဘူးဆိုတော့ yeah အနေနဲ့ကတော့အများကြီးပါပြောရရင်တော့ကောင်းတာတွေရောကောင်းတာတွေရောအများကြီးရှိကြပါတော့မကောင်းတဲ့ပိုင်းရင်ပြောလိုက်ပါတော့မကောင်းတဲ့ပိုင်းကတော့စောသားရောက်ချင်းတော့အလုပ်တွေပါ လုံနေကြမဟုတ်တော့မန်နေဂျာစီကအစုခံရရရှိရပါတော့အဲ့တော့ကတော့မကောင်းတာပါတော့ကောင်းတာကတော့ဒီမတည့်တဲ့သူတွေနဲ့လည်းတည်လာတယ် international friend တွေလည်းရှိလာတယ်ဆိုတော့ skill တက်လာရောဂျပန်စာလည်းတော်တော်တော်တိုးတက်လာရဆိုတော့ကောင်းမှာပါပြောရမှာပါတော့ဒီမမေဒီနေ့ထဲမှာဒီ intro to design course ကနေပြီးတော့ final project လို့တော့ကျွန်တော်ဟိုကျွန်တော်အကြိုက်ရ robotics နဲ့ဆိုတော့ကျွန်တော်အကြိုက်ရကြိုက်တဲ့ဟာကို ကိုဘသားကိုစင်ကိုဘသားကိုဗာလေ circuit တွေပဲ program လုပ်ပြီးတော့လုပ်ရတဲ့ဟာတော့အဲ့ course ကတော့တော်တော်လေးကိုပြောဖို့ကောင်းနေပေါ့နော်အေးမရရရလို့တော့မရှိပါဒါပေမဲ့ဘာမျိုးပေါ့ကိုကလည်းကိုဒီတငယ်ချင်းတွေလည်းပူပြီးရတဲ့ international fans တွေလည်းပူပြီးရတော့ဘယ်လိုပေါ့သူတို့နဲ့အပြင်တော့ပါညာကြလို့ရှိရင်လည်းအမျိုး online တို့ဒီ coffee ရိုက်တာစသည် baseball bat တို့ပါညာအဲ့လိုမျိုးအဆုံရှိရဲဆိုတော့မျိုး 不要表演哦，就多少这样子啊，就不勉强。不要比如恰恰恰这样子啊，要流行的，就慢慢慢，比如有英里路、泰勒斯拉这样的东西，就哦，恰恰恰恰没有那么西，就那流行不勉强，我天天穿那种。我,我,我,我发现北京同学。 အာလာမယ်ဆိုရင်တော့ဗောနောစစစစလာလိုက်ပြီးတက်လိုက်တာအကောင့်နဲ့ဗောနောပြီးတော့ဒီမှာကပြောရရင် lab အပိုင်းဗောနောလောက်တဲ့ experience တွေဘာတွေရလဲတော်တော်လေးစုံနေဒီလိုလာရင်ဘယ်လိုပြောမလဲ တော်တော်လေးလည်းမဆိုးဘောเนาะအစပိုင်းကတော့ခက်ခဲရတော့ကြောင်းမှာပေါ့ဘယ်နေရာရောက်ရောက်ခက်ခဲရတော့ကြောင်းအောင်မှာပဲပေါ့เนาะအမဲ့ဒီလာလိုက်ရင်တော့နည်းနည်းအေးချပါလေဖြစ်တယ်ဆိုပြီးတော့ cultural changes လည်းမရှိဘူး language လောက်ပဲနည်းနည်းလောက်ပဲကြောင်းမယ်တော့ဘာညာရင်တို့တို့ဆိုရင်လောင်စင်ကြီးနေဆိုတော့အာမမကတော့ခက်ခဲမရှိဘူးညီမကမဂျပန်သားတလုံးမှမတဖင်းနေ part time တွေပါလေလုပ်နေရဆိုတော့အဲ့တော့ထိမမခက်ခဲခက်ခဲမရှိဘူးပေါ့เนาะပြီးတော့ like ဒီ Kyoto က University အများကြီးပဲအဲ့တော့ International Student လည်းအများကြီးပဲအဲ့တော့ဘယ်နာတော်တော်အင်္ဂလိပ်လိုပြောလို့လည်းရရဲပေါ့နော်တိတ်ပြီးတော့စိုးရင်နေစရာမလိုဘူးပေါ့နော်ဂျပန်စာမတက်လေလာလိုက်ပြီးဒီကျောင်းကတခုကောင်းတာဒီဂျပန်စာကိုမရရအောင်တင်ပြီးတော့ဒီဒီ second year first second year first semester အထီးကိုဂျပန်စာသူတို့မရရအောင်တင်ပေးလိမ့်မယ်ပေါ့နော်ကျောင်းပိတ်ရင်လည်းဂျပန်စာကိုမရရအောင်တင်ခိုင်းတော့ဒီအနေထားတခုတော့ရောက်သွားမှာလို့ပထမ first year ပြီးသွားလို့ရှိရင်တော့ and and fight and fall out တော့ရောက်သွားမှာပဲဘောနော်အဲ part time နေပါလို့နေနေတော့ဂျပန်သားလဲတိုးတောက်သွားမှာဆိုတော့အမတော့စဝင်ကြမရှိပါဘူးဒီစတင်တာဗညာတော့ဒီ university ဆိုတော့ university ထုံးစံပဲပေါ့ကိုကနေကိုကတော့ဆက်ဆက်ဒီလုံးပါပဲနိုင်နိုင်ပါပေါ့